2025ဇော်လ21ရက်နေ့ညတကောင်ရံမှာ Operation Midnight Hammer ဆိုတဲ့အမေရိကန်ရဲ့ရှုဝဲလေကြောင်းတိုက်ခိုက်မှုကြီးဟာအီရန်နျူကလ িয়ার စစ်ဆေးရေးစခန်းတွေကိုပိတ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ဒါဟာမော့ဆက်နဲ့ပင်တဂိုတို့ပူးပေါင်းစီစဉ်ပြီးပြည်သူကိုလုံးဝမသိစေဘဲအကောက်ထက်ပေါ်ခဲ့တဲ့စစ်ဆေးရေးဖြစ်ပါတယ်။မော့ဆက်က2016-2019မှာအီရန်နျူကလ িয়ার ဆောင်ရွက်စာတမ်းတွေပါတဲ့ရှုဝဲတူလောက်ခန်းတွေကိုဖော်ထုတ်ခဲ့တယ်လို့ 2015ဆုံးလမ်းမှာလဲ IRGC leader နဲ့ဒေါက်ပြစခန်းတွေကို UAP ဒရုန်းတွေရှိုးဝက်တဲ့ယူတက်ဆင်ပြီးတော့ပိတ်ဆို့နိုင်ခဲ့တာဖြစ်ပါတယ်။ IRGC ရဲ့ထိတ်တန်းကောက်ဝေးစနစ်တွေကိုပြစ်လွတ်ဖို့မစတင်ခင်မှာပဲလလပပပိတ်ပင်တားဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ Temra Truck ဇော်လ20ရက်နေ့မှာနှစ်ပတ်အတွင်းစုဖြတ်မယ်လို့လူသိရှင်ကြားကြေညာခဲ့ပေမဲ့နောက်တည့်ရက်မှာပဲတိုက်ခိုက်မှုအခြေခံဖြစ်ပေါ်ခဲ့ပါတယ်။ AHIOS နဲ့တဆန်းကဒါကိုလက်ကွက်လို့ဖော်ပြပြီးတော့ဆက်စင်ရေးအသေးစိတ်အချက်လက်တွေကိုလမ်းကြောင်းလွှဲဖို့နဲ့ထိတွေ့မှုအနှံ့ဆုံးဖြစ်အောင်လှုံ့ဆော်ခဲ့တဲ့မဟာဗျူဟာမြောက်လက်ကွက်တစ်ခုဖြစ်ကြောင်းကိုထောက်ပြခဲ့ပါတယ်။ဒီလိုမဟာဗျူဟာမြောက်ထောက်ကွက်မှုကနာမည်ကြီး P2 ဗုံးကျတိုက်လေယာဉ်တွေနဲ့အီရန်ပစိဖိတ်မှာအစူးစီချထားပြီးတော့ရိုးရိုးပြောင်းလဲမှုဖြစ်တယ်လို့ထော်ပြခဲ့တာကအစ အသေးစိတ်ကြားနေတာတွေ့ရပါတယ်။ နျူကလ িয়ার ဖက်ဆလစ်တီတွေတကယ်ပဲပျက်စီးသွားတာလားအီရန်နျူကလ িয়ার အစီအစဉ်ဟာအပြစ်ကင်းတယ်လို့ National Intelligence Directorate DNI ကမကြာသေးခင်ကတင်ပြခဲ့တာဟာအမေရိကန်ရဲ့အစိုးရအတွင်းမှာစစ်လူလာတဲ့သူတွေနဲ့ငိမ့်ချိုင်းရေးလူလာသူတွေကြားမှာရှုပ်ထွေးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်အဲ့လိုဂရိုက်ကရိုက်ဖြစ်နေချိန်မှာပဲဇွန်လ19ရက်နေ့မှာ IRGC က Operation True Promise 3လို့ ဆိုတဲ့အကြေညာချက်ထုတ်ပြန်ပြီးအမေရိကန်စစ်အခြေစိုက်စခန်းတွေကိုပိတ်မှတ်ထားတံပြန်တိုက်ခိုက်နိုင်ကြောင်းခြိမ်းခြောက်ခဲ့ပါတယ်။အဲ့ဒီခြိမ်းခြောက်မှုတွေကြားမှာပဲ US Cyber Command ကနေပြီးတော့ Iran ရဲ့ data စနစ်တွေကိုတိုက်ခိုက်ခဲ့ပါတယ်။တကယ်တိုက်ခိုက်မှုအဆောက်မှာတော့ US ရေငုပ်တင်ဖို့ကနေပြီးတော့ Tomahawk ဒုံးအလုတ်30လောက်နဲ့ Isfahan စခန်းကိုပထမဦးဆုံးထိတ်သိမ်းခဲ့ပြီးတော့ B2 တွေကဝင်ပြီးတော့တိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ ဖော်ဒိုလိုခန္ဓာအထက်ထအမြောက်ဆက်ရုပ်တွေကို GPU 50ခွန်မော့ဘန်ကာဘက်စတာဘုတ်တွေနဲ့တိုက်ခိုက်ခဲ့တာတောင်မှဓာတ်ရောက်ကြီးလောကမထွက်ခဲ့တာကတော့ကြီးမားတဲ့ရှုပ်ဝက်ချက်တစ်ခုဖြစ်နေပါတယ်။ဒါဟာထိတ်ချုပ်ဖြစ်စည်းမှုတသက်လား။ဒါမှမဟုတ်ရင်အီရန်ရဲ့အကျိုးတင်ပြင်ဆင်မှုကြောင့်လားဆိုတာကစဉ်းစားစရာဖြစ်နေတာပါ။ အီရန်ကယူရေနီယံတွေနဲ့ဝေါ်ထန်းတွေကိုတိုက်ခိုက်မှုမစတင်ခင်မှာပဲကြိုတင်ရွှေ့ပြောင်းနိုင်ခဲ့တဲ့ဆိုတဲ့သတင်းတွေကတော့ပြားစပ်ဆန်တဲ့နိုင်ငံရေးကစားပွဲတစ်ခုရဲ့ပုံရိပ်ဖြစ်ပါတယ်။အဲ့ဒီဆက်စင်ရေးမှာအီရန်နျူကလ িয়ার စွမ်းရည်ကိုအပြီးအပိုင်ဖျက်ဆီးဖို့ဆိုတာတဲ့နိုင်ငံရေးဖိအားပေးမှုနဲ့တန်တမာရေးအပေးယူရဲ့အရလတ်ဖြစ်နိုင်ခြင်းအများဆုံးတော့ပဲ။အမေရိကန်အတွက်ပြည်ရင်းပြည်ပဖိအားချောချနိုင်ခဲ့ပြီးစီရေးစွမ်းရည်ကိုပါပြသနိုင်ခဲ့တယ်လို့ အီရန်အတွက်လည်းကိုတိတ်ခေါကိုထိတ်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ဒီတိတ်ကအမေရိကန်ကိုထောက်ခံပေးမဲ့အတားရိုက်မပါဝင်တာဟာနိုင်ငံတကာမဟာမိတ်ဆက်ဆံရေးမှတော့ကိုယ်ပိုင်အကျိုးစီးပွားနဲ့ပထဝီနိုင်ငံရေးထက်သွင်းစဉ်းစားမှုတွေဘလောက်အရေးကြီးလဲဆိုတာပြသနေတာဖြစ်ပါတယ်။အာရပ်နိုင်ငံတွေကတော့အငြိမ်းချရေးလိုလားတဲ့အချိန်မှာအစ္စရေးကတော့သူရဲ့ဖြစ်တည်မှုကိုခြေချောက်တဲ့အဖြစ်လို့ မြင်ပြီးတော့ခုခံကောက်ွယ်မယ်တိုက်ခိုက်မယ်ဆိုတဲ့ပုတ်ပုတ်လေးလေးပြောဆိုခဲ့တာတွေကတော့ဒေတာတွေရှုပ်ထွေးမှုကိုပုံမိုးထင်ရှားစေတာဖြစ်ပါတယ်။ Try ရဲ့ Iran Nuclear ကိုအစတုံးဖျောက်ဆိုတဲ့ကြေညာချက်ပင်တဂွန်ရဲ့ပျက်စီးအောင်လုံနိုင်ခဲ့ပေမဲ့အတိုင်းအဆောက်ကိုတော့တိအောင်လုံနေတော့ဆိုတဲ့ကွယ်လွယ်တဲ့ပြောဆိုချက်တွေကအလွန်အကျူးဝါရဖြတ်ကြည့်ရေးတစ်ခုရဲ့သက်သေဖြစ်တင်ပါတယ်။နိုင်ငံကောင်းဆောင်တွေက mission accomplished mission ပြီးမြောက်ပြီဆိုတဲ့ message လိုမျိုးပေးပို့လို့စိတ်ဟာ တတိပခောက်တွေကြောင်းမှာထပ်ခတ်တလဲလဲတွေ့ရတတ်ပါတယ်။အီရန်ရဲ့ပြူဟာမြောက်တိခန့်ချင်းနဲ့မြညီပြားတဲ့စစ်ပွဲတော့မဟုတ်ပေါင်းဆက်ထားတဲ့စစ်ပွဲပုံစံမျိုးနဲ့ကမ္ဘာတဝန်းကအမေရိကန်နဲ့အစ္စရေးအကျိုးစီးပွားတွေကိုနောက်ွက်ကနေတုံ့ပြန်တိုက်ခိုက်မှလာ။ဒါမှမဟုတ်ရင်ညီနားရဲ့စစ်ပွဲဝိုင်းကိုပြန်လာမလားဆိုတော့ကတော့အချိန်ကားပဲဆုတ်ဖြတ်ပါလိမ့်မယ်။နျူကလ িয়ার ဆက်ရုပ်တွေတိုက်ခိုက်ခံရတာကြောင့်နျူကလ িয়ার ရီမတ်ချက်ကတော့ ပို့ပြီးခိုင်မာလာနိုင်ခြင်းများပါတယ်။ Operation Midnight Hammer ဟာရုရှင်းတဲ့စစ်ရေးအမြင်မှုတက်တက်ပဲလား။ဒါမှမဟုတ်ရင်နှဆိုင်တဲ့နိုင်ငံရေးပြဿနာတစ်ခုရဲ့ရလလားဆိုတာကစပီးစိတ်ဝင်စားစရာအကောင်းဆုံးပဟိတိတစ်ခုနဲ့ကြံရှိနေအောင်မှာဖြစ်ပါတယ်။နေပေါင်းများစွာရှောင်ရှားခဲ့တဲ့အမေရိကန်အီရန်ဒါရိုက်စစ်ပွဲဟာဒမိုက်ဆာမျက်နှာပေါ်ကြားရှိလာခဲ့ပါပြီ။ရေချားရေးကိုဂတိပြုခဲ့တဲ့ဂါဆာတို့ရဲ့ဥစားမှုနဲ့အီရန်ရဲ့နျူကလ িয়ার စခန်းတွေကိုပိတ်ခတ်မှုဟာ အရှိအလက်ပိုင်းမှာမိပွားထားစီခဲ့တာဖြစ်ပါတယ်။ဒီမှာတော်လုံး6ချားစီခဲ့တဲ့အဒီချင်းတွေကမကြုံစဘူးကဘာပြဿနာတစ်တွေရဲ့အဆလို့ပဲပြောရမှာပါပဲ။အသက်86နှစ်အရွယ်အီရန်ကောက်ဆောင်အယာတိုလာအလီခါမီနီအတွက်တော့အတော်ဟာတမိုင်းမတ်တိုင်တစ်ခုပါပဲ။နေ၄၀နီးပါးသူ့အသက်နဲ့လဲပြီးတော့ကာကွယ်ခဲ့ရတဲ့အစ္စလာမစ်တမန်တော်နိုင်ငံအတွက်အပြင်းထန်ဆုံးရန်သူကိုတိပြတ်သားတာတုတ်ပြန်နိုင်ပါတယ်။ သူရဲ့နောက်ထပ်လှုပ်ရှားမှုတွေဟာရှင်တန်မှုအတွက်ရောသူ့ခုတ်သိက်ခပုံရိပ်အတွက်သူ့တမိုင်းသူ့နေရာအတွက်ပါအရေးကြီးဆုံးလှုပ်ရှားမှုတွေဖြစ်လာပါလိမ့်မယ်လို့အီရန်အရှေ့အလက်ပိုင်းနိုင်ငံရဲ့အထူးကျွမ်းကျင်တဲ့ဒေါက်တာဆနန်ဖာကီကသတ်သက်ထားပါလေပြီးခဲ့တဲ့ဆယ်ရက်အတွင်းမှာအစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာအီရန်အီရတ်ရှစ်နှစ်စစ်ပွဲဒုက္ခတဲ့အီရန်စစ်ကောင်းဆောင်တွေနဲ့နျူကလ িয়ার ပညာရှင်တွေကိုပုံမတိခိုက်စေခဲ့ပါတယ် အခုတစ်ခါမှာတော့အမေရိကန်ဘာပါဝင်လာတာကြောင့် PR တွေကဆယ်ဆမကတိုးလာခဲ့ပါပြီ။ Islamic Terror အစောက်တပ်ဖွဲ့ IRGC ကအမေရိကန်ကိုနောက်ဒါရစေမဲ့တုတ်ပြတ်မှုလုပ်မယ်လို့ခြေဝါနေပေမဲ့တပတ်စလုံးကအမားရင်မဖြစ်ရအောင်တန်းတန်ချိန်ဆနေကြရတဲ့အခြေအနေဖြစ်ပါတယ်။အီရန်ကဒီစစ်ပွဲကိုတကယ်တမ်းမလိုလားပေမဲ့သူရဲ့ပုံရိပ်ထိခိုက်မှုအတွက်တော့အပြန်တုတ်ပြတ်ဖို့လိုအပ်တဲ့ဆိုပြီးတော့အစိုးရကိုထောက်ခံတဲ့သူတွေကတောင်းဆိုနေကြပါတယ်။အရှိအလက်ဘန်းက အမေရိကန်စခန်း20ကျော်ဒါမှမဟုတ်ရင်အမေရိကန်တပ်ဖွဲ့ဝင်4000ကျော်ကိုဓာတ်ရိုက်ထိခိုက်တိုက်ခိုက်မယ်ဆိုရင်အမေရိကန်ရဲ့ပြင်းထန်တဲ့တုံ့ပြန်မှုကိုရင်ဆိုင်ရပါဖြစ်ပါတယ်။ကမ္ဘာအရေးနဲ့ငါးဘုတ်တပုတ်ရဲ့ဖြတ်တန်းရ Homos Elijah ပိတ်ဆို့မယ်ဆိုရင်လည်းဒေတာရင်းမဟာမိတ်တွေနဲ့အဓိကအရေးနဲ့ဝက်လက်ကိုပါထိခိုက်စေမှမို့အနောက်နိုင်ငံရေတပ်တွေကပါပဋိပက္ခနဲ့ပါဝင်လာနိုင်ခြင်းရှိပါတယ်။လွန်ခဲ့တဲ့ လ20အတွင်းမှာအစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်အီရန်ရဲ့ဒေသတွင်းမှာဟာမိတ်ကွန်ရက်တွေဟာအောင်းနှဲနေတဲ့အခြေအနေဖြစ်ပါတယ်။အီရန်အနေနဲ့အမေရိကန်ဒေါ်လာကိုမနှိုးဆွပဲပြန်တုံ့ပြန်ဖို့နီလန်းရှိသေးရလားဆိုတာကတော့သေချာတော့မသိရသေးပါဘူး။လွန်ခဲ့တဲ့9နှစ်အကြာသမ္မတထရန့်က IRGC တပ်မှုကာဆမ်ဆိုလိမာနီကိုလောက်ကျန်တော့ကပဋိပက္ခဆိုးရွားလာမယ်ထင်ခဲ့ကြပေမဲ့အီရန်ကအမေရိကန်စစ်တီတွေမှာတိုက်ခိုက်အောင်ပြတ်မှတ်ထားပြီးအကဲဆန့်ခဲ့တာရှိခဲ့ပါတယ်။ ဒါပေမဲ့အခုအခြေအနေကတော့အရင်ကထက်အစားပေါင်းများစွာပိုပြီးကြီးမားပါတယ်။တမနာထရန်ကအီရန်နဲ့တဘောတူညီမှုရယူချင်ခဲ့ပေမဲ့အခုမှတော့အစ္စရေးဖက်ကနေခိုင်းမှယက်တိနေတာဖြစ်ပါတယ်။အီရန်ကနျူကလ িয়ার ပုတ်ထုတ်လုပ်ဖို့ကြိုးစားနေတဲ့အရှိအလက်ပိုင်းရဲ့အနိုင်ကျင့်သူလို့သူကပြောနေပေမဲ့အဲ့ဒီကောက်ချက်ကိုအရင်ကအမေရိကန်ထောက်လိုင်းရေးအဖွဲ့တွေကတော့သဘောမတူခဲ့တာရှိပါတယ်။ပင်ကောရဲ့ပြောကြားချက်အရအမေရိကန်တမိုင်းမှာအကြီးမားဆုံး B2 စစ်စင်ရေးတိုက်ခိုက်မှုဖြစ်ခဲ့တဲ့အီရန်နျူကလ িয়ার စခန်းတွေကိုတိုက်ခိုက်မှုဟာအလွန်မင်းပြင်းထန်တဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေခဲ့တယ်လို့တော့သိရပါတယ်။ဒါပေမဲ့အီရန်ကတော့အမေရိကန်ရဲ့တန်တမာရေးချိကတ်မှုကိုလက်နက်ချခိုင်းတာလို့ရှုမြင်နေပါတယ်။ဒါကြောင့်လဲဆိုရင်အီရန်နိုင်ငံခြားရေးဝန်ကြီးအာရချီကဂျီနီဗာအစည်းအဝေးတစ်ခုမှာဝါရှင်တန်အနေနဲ့အီရန်ရဲ့နျူကလ িয়ার ကြော်ဝါမှုကန့်တတ်ချက်ကိုတုံ့ညအထိရှော့ချဖို့မျှော်လင့်နေတယ်လို့ပြပြတတ်တာပြောခဲ့တာရှိပါတယ်။အီရန်ကတော့ ူရဲ့နျူကလ িয়ার အစီအစဉ်အတွက်ယူရေနီယံကျော်ဝါခွဲအချုပ်ချအာဏာကိုချိုးဖောက်တော့လို့မှတ်ယူပြီးတော့ရင်းစုထားတာဖြစ်ပါတယ်။အစ္စရေးကစစ်ရေးလှုပ်ရှားမှုစပြီးတော့နေရက်အကြမှာပဲအမေရိကန်ကစစ်တဲဝင်ခဲ့ပြီးအီရန်ကတော့အစ္စရေးနဲ့အမေရိကန်ရဲ့ဗဟုသုတကြားနေတော့ညီနိုင်မှုသဘောဝိုင်းကိုတော့ပြန်မလာဘူးဆိုပြီးညင်းထားပါတယ်။အီရန်ကတန်တမာရေးကိုတိစောက်ဖောက်တော့မဟုတ်ဘူးအမေရိကန်ကတိစောက်ဖောက်တော့ပါလို့ RG ကပြောကြားခဲ့ပါတယ်။ ဥရောပကားဆတွေကလည်းအရေးပေါ်အရှိန်ရှောက်ချဖို့နဲ့အီရန်ယူကရိယအစီအစဉ်ကိုဒုံးကျည်တွေနဲ့မဟုတ်ပဲဂျာဝင်စစ်ဆေးအညီနိုင်မှုတွေနဲ့ထိတ်ချုပ်ဖို့တောင်းဆိုနေကြပါတယ်။ဒါပေမဲ့အီရန်ကိုနျူကလ িয়ার ဘုံပိုက်ဆိုင်ခွင့်ပေးမှာမဟုတ်ဘူးလို့လည်းထပ်လောင်းပြောဆိုထားကြတာဖြစ်ပါတယ်။ EU ရဲ့အရှိန်လက်ပိုင်းဆိုင်ရာငွေကြေးဆက်ဆံရေးနဲ့အကြီးအကဲမူဝါဒရေးကကြွမ်းကျင်သူလက်ထောက်ညွှန်ကြားရေးမှူးအီလီကာရာမာရာကထရာဟာအီရန်ရဲ့နျူကလ িয়ার ချိတ်ချောက်မှုကိုဖယ်ရှားဖို့ကြိုးစားခဲ့တာဖြစ်ပေမဲ့ ခုတော့အီရန်ညူပီးယားနိုင်ငံဖြစ်လာဖို့အခွင့်အလမ်းပုံများလာစေခဲ့တယ်လို့တတိပေးပြောကြားခဲ့ပါတယ်။အစ္စရေးရဲ့ PR နဲ့ပြည်တွင်းကွန်ဂရက်ရဲ့ထောက်ခံမှုမရတဲ့ပြဿနာတွေကြားမှာတမနာထရန်ဟာရှုပ်ထွေးတဲ့အခြေအနေတရားကိုရင်ဆိုင်နေရတာပါ။ဒီချိန်ဟာအီရန်ရဲ့အစွန်ရောက်ဆုံးဖြတ်ချက်ချမှတ်သူတွေကိုခုခံဖို့အင်အားကိုပြန်လည်တည်ဆောက်ဖို့ပူပြီးစိတ်ဝင်စားလာစေနိုင်တာဖြစ်ပါတယ်။နောက်ဆက်တွဲဘယ်လိုဖြစ်လာမလဲလို့ကျွန်တော်မိတ်ဆွေတွေထင်ပါတယ်လဲ comment မှာအမြင်ကိုရေးခက်ပေးဖို့တောင်းဆိုချင်ပါတယ်။